ပခုတ်ကူမြို့နယ်ထဲမှာ KDV ကိုသွားတဲ့ရဲ၃ယောက်ကိုတော်လိုင်းတပ်ဖွဲ့တွေကဖမ်းဆီးခဲ့တယ်လို့သိရပါတယ်အဲ့တော့ KDV မှာမနှင်းစီမနှင်းစီတောင်မလုလိုက်နိုင်တဲ့အဖြစ်ကိုစစ်ရှုံးကောင်စီလက်အောက်ခံရဲ၃ယောက်တို့ရောက်ရှိသွားတာဖြစ်ပါတယ်ကျောက်ဖြူမြို့နယ်ကတရုတ်တပ်အားဖြန့်ဖြူးရေးနဲ့စွန့်ပစ်ဆက်ယုံ OGD နဲ့ Area 1ကျင်းကို စစ်ကောင်စီတကအကအကွေယူပြီးအင်အား300လောက်ထပ်မံဖြစ်တင်းကအာရခတ်တတော် AA ကိုခုခံတိုက်ခိုက်နေတယ်လို့သိရပါဗျ။ကြောက်ဖြူမျိုးနဲ့ဂုံးချိန်တိုင်းတွေက OGD ဆက်ယုံနဲ့ area အတွင်းကစစ်ကောင်စီရဲ့နေရာယူထားတဲ့စခန်းငယ်နဲ့နေရာတွေကိုကြောက်ဖြူအခြေဆိုင်ကမာရာ942နဲ့ကမာရာ943အပါအဝင် နေပြည်တော်ကစစ်အင်အားအစ်စ်တွေဖြည့်ပြီး AA ကိုခုခံတိုက်ခိုက်နေတာဖြစ်တယ်လို့မြေပြင်စီရေးတရင်ရင်မြစ်တယောက်ကနရင်စီယာကိုပြောပါရယ်။ ချင်းမြတ်တက်ရင်နှစ်ရင်းကနေအင်းအား200လောက်နဲ့နေပြည်တော်ကလည်းအင်းအား100ကျော်အင်းအားအသစ်ဖြစ်နေတာဖြစ်တယ်လို့သူကဆက်ပြောပါတယ်။အဲဒီစစ်ကြောင်းတွေအကုန်လုံးဟာတရုတ်စီမံကိန်း area ကိုကာပါယူပြီး AA ကိုတတ်ခိုင်နေတာ။ AA ကပြန်ပြင်းလို့ရှိရင်စက်ယုံနားတွေကိုဝင်ပြေတယ်လို့လည်းဒေသခံတွေကပြောကြပါတယ်။ဒီအချိန်စစ်မတိုက်ရင်ဘယ်အချိန်တိုက်မှာလဲဟု KNU KNN တွေတမှုအချို့အားပြောခဲ့သူမှာဗမူကြီးထူးထူးလေးဖြစ်သည် နွေဦးတော်လည်ရေးစတင်ပြီးနောက်ဗိုလ်မှူးကြီးထူးထူးလေးသည် KNU တပ်မဟာများသို့တာရောက်ခါစစ်ကောင်စီကို ပြန်တိုက်ရန် KNU KNL တပ်မှုအချို့ကိုတိုက်တွန်းခဲ့သူဖြစ်သည်သူ၏တိုက်တွန်းမှုကြောင့်ကျောင်းဦးကြီးတကယ်သို့ဖြစ်နေသော KNU သည်ပြန်လည်တန်ဆွမ်းလာခဲ့သည်ဟုဆိုနိုင်ပေသည်အိပ်ပျော်နေသော အတီးတို့အားနိုးထစေခဲ့သူမှာဗိုလ်မှူးကြီးထူးထူးလေးဖြစ်သည်မြမနိုင်ငံရေးတွင်တက်တန်းအရင်ဆုံးတော်လိုင်းရေးအဖွဲ့ကြီးမှ KNU ဖြစ်သည် 1990ဝန်းကျင်တွင်နဝတစစ်တပ်မှ KNUR တပ်မ10ခုတုံပြီးထိုးစစ်ဆင်ခဲ့သည်သို့တော်လည်းစစ်တပ်ဘက်မှအကြအဆုံများခဲ့ပြီးထင်ထားသလောက်မအောင်မြင်ခဲ့ပြီစီရေးဖြင့်အသာစီးမရတော့လဲစစ်တပ်ဤသွေးခွဲပြူဟာကြောင့် KNU နှစ်ချမ်းကွဲခဲ့ရသည် KNU KNN တပ်မှဗုဒ္ဓဘာသာကိုးကွယ်သောအရာရှိစစ်တီတချို့သည် KNU မှခွဲထွက်သွားခဲ့သည်လက်ရှိ DKBA BGN နှင့် KNU KNN PC တို့မှာ KNU KNN မှခွဲထွက်သွားသူများဖြစ်ကြသည်တမဟာ6မှ KNN တရင်တစ်ခုလုံးစစ်တပ်ဖက်ကိုပြောင်းသွားခဲ့သည်ထို့နောက်ပိုင်း KNU ၏အဓိကစခန်းကြီးများအားနဝတစစ်တပ်မှတိုက်ယူနိုင်ခဲ့သည် KNU KNN သည်လည်းအင်အားချိနဲ့သွားခဲ့ရသည် KNU ဟာ2021ခုနှစ်နိုင်ငံရေးအပြောင်းလဲဖြစ်ပြီးနောက်နိုင်ငံရေးနည်းနဲ့ဖြည့်ရှင်းလိုတဲ့အဖွဲ့နဲ့ စီရေးနဲ့ဖြည့်ရှင်းလို့တဲ့အဖွဲ့ဆိုပြီးသဘောထားကွဲလွဲမှုတွေရှိခဲ့ကြတာပါစီရေးအရာဖြည့်ရှင်းလို့တဲ့အဖွဲ့ကအနိုင်ရသွားတဲ့အတွက်အခုလိုမျိုးခင်ရန်ယူကတက်စကန်တွေကိုပြန်လည်တင်ပိုက်တဲ့စစ်စင်ရေးတွေလှုပ်ဆောင်လာတာဖြစ်နိုင်ကြောင်းဒါပြင်နိုင်ငံရေးဆွေးနွေးမှုမှာအသာစီးရကျင်တဲ့အတွက်ကြောင့်လည်းဖြစ်နိုင်ကြောင်းတရုတ်မြန်မာအရေးလေ့လာသုံးသပ်သူဒေါက်တာလှကျော်စောကစီရင်တဲ့တင်ဌာနကိုပြောပါရစေ အဲ့တော့အဲ့လိုမြင့်မြင့်မားမားခမက်တူတူဆန်ဆန်ပဲလေတိုက်ပွဲတွေမှာကိုရရှိချက်တည်းကကောင်းနေမှာကိုကဒေသတွေတိမ့်ပိုက်ထားရုံမကအဲ့ဒေသတည်ငြိမ်အောင်လုပ်ပြီးအဲ့ဒေသလူစုကပါကိုပဲထောက်ခံနေမှာပြောလို့ဆိုလို့ကောင်းမှာဟောဒါတွေသူတို့ဆက်လုပ်ဖို့ပဲကြာခေကျမကြည့်ရလို့ပြတေးဆန်နဲ့တရုတ်ကခြေလှမ်းညီနေတာဖြစ်တော့တကယ်လို့တိုက်ပွဲပြင်းထန်လာလေဟိုထိုင်းကဝင်ပါဝင်ပြီးအပြစ်ခတ်ရစိမ့်နေပါလေလောက်ကန်နေကြာ ဲ့တော့သူတို့ကျမကြည့်တယ်။နေဆက်တဲ့ကိုပြည်ပင်းမှာပဲကိုဆက်ပြီးတော့တိုက်ကြနိုင်မယ်ထင်တယ်။အိုးဒီလိုပြဟိုဘက်အဖွဲအစည်းတိုင်းမဆိုအဖွဲအစည်းအတွင်းမှာပฏิပခါတွေရှိတယ်ဗျ။အတွင်ပိုင်းပฏิပခါတွေပေါ့နော်ဥမာအဖြစ်ဆစ်ဆက်တိုက်ကြမလားယဉ်ညာရေးอยู่မလားအဲ့လိုမျိုးတွေပေါ့နော်အဲအဲ့တော့အဖွဲစည်းတိုင်းမှာဒီလိုလူမျိုးတွေရှိတယ်ဗျဟိုဟိုတတ်နိုင်ဗျာဟိုရှော့ရှော့ပေါ့ပေါ့ လုပ်ချင်တာနဲ့အပြတ်အပတ်တိုက်ချင်တဲ့လူတွေအဲ့ကြားထဲမှာအဲဟိုအဖွဲ့အစည်းကိုပြိုကွဲမသွားအောင်ဆိုရင်ကိုယ်အချင်းချင်းကြားမှာအရင်ကြီးရတာပေါ့ဗျာအဲ့တော့အရင်ကြီးရင်ကြီးရနေကြီးရတာအပြတ်အပတ်တိုက်မဲ့အဖွဲ့အစည်းအနိုင်ရသွားတဲ့ချင်းတယ်ဒါကြောင့်မလို့ဒီလောက်ရှိတူလာတာပေါ့ဗျာလက်ရှိမှာတိကိနေဇာကုံသွဲရေးဂိတ်ကိုဥဆောင်လဲပတ်နိုင်ဖို့ပြင်ဆင်နေသလိုမြောက်ဒီကုံသွဲရေးကိုလည်းဥဆောင်ဆောင်ရွက်နိုင်ဖို့ပြင်ဆင်ထားတယ်လို့ KNU ပြောရေးဆိုခွင့်ရှိသူဘဒုစောတော်ညီကပြောထားပါဗျာ